2025ခုနှစ်မေလ18ရက်နေ့ည9:00နာရီညနာရီအချိန်ထုတ်ပြန်ချက်ဘင်္ဂလားပင်လယ်အော်အခြေအနေကပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့တွင် မုတ်တုံလေအားအသင့်အင့်ရှိနေပြီးကြံဘင်္ဂလားပင်လယ်အော်တွင်တိမ်အသင့်အင့်မှတိမ်ထူထပ်နေပါသည် ယနေ့ညနေအထီးခံမန်းချက်ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးကယားပြည်နယ်နှင့်ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင်နေရာစိတ်စိတ်နှင့်ကြံတိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်နေရာအနှံ့အပြားမိုးထစ်ချုံရွာပြီးနေပြည်တော်စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းကချင်ပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်နှင့်ရှမ်းပြည်နယ်တို့တွင် နေရာကွက်၍မိုးကြီးနိုင်ပါသည်ရွာရန်ရာနှုံးပြည့်ဖြစ်ပါသည် မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေရန်ကုန်တိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းအေရဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်နှင့်ရခိုင်ပြည်နယ်တို့တွင် မိုးတိမ်တောင်များဖြစ်ထွန်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေရှားရာနေရာတလျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပစ်ခြင်းလျှက်စီးလက်ခြင်းနှင့်မိုးတီးကြွေခြင်းစသည့်မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသဖြင့်ကြိုတင်သတိပြုနိုင်ပါယံအကြံပြုအပ်ပါသည် မြမပင်လေပြင်းမြမကံယူရန်တလျှောက်နှင့်ကဲလွန်ပင်လေပြင်းတို့တွင်တခါတရံမိုးတက်လေပြင်းများကြာရောက်ပြီးလှိုင်းတင်တင်မှလှိုင်းကြီးနိုင်ပါသည်မိုးတက်လေပြင်းကြစဉ်ရေပြင်းမြေပြင်းလေသည်တနာရီလျှင်မိုင်30မှ35မိုင်အထိတိုက်ခတ်နိုင်ပါသည်လှိုင်းမြင့်မှာမြမကံယူရန်တလျှောက်နှင့်ကဲလွန်ပင်လေပြင်းတို့တွင်9ပေမှ9ပေခန့်ရှိနိုင်ပါသည် နောက်နှစ်ရက်အတွက်ခံမှန်းချက်မြဝကျုံပေါ်ဒေသများတွင်ထစ်ချုံးမိအခြေအနေများဆက်လက်ဖြစ်ပေါ်နေမည်။နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခံမှန်းချက်မိုးတကြိမ်နှစ်ကြိမ်ထစ်ချုံးရွာမီရွာရန်ရာနှုံးပြေဖြစ်ပါသည်။ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခံမှန်းချက်နေရာကွက်ကြားမိုးထစ်ချုံးရွာမီရွာရန်ရာနှုံးပြေဖြစ်ပါသည်။မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခံမှန်းချက် နေရာကွက်ကြားမိုးထစ်ချုံရွာမီ ရွာရင်ရာနှုံးပြေဖြစ်ပါသည်